ရှားဒီအကူပြောင်းမှာအင်္ဂတတမိမိတွေဖြန်းနာမှာကိုမိမိတိုင်းဆိုရကြပါတယ်။ကလေးတွေဖြန်းနာပြီဆိုရင်စိတ်ရောကိုယ်ပါသင်ပန်းရတာကတော့မိပါတွေပါ။အခုတစ်ခေါက်မှာတော့ရှားဒီအကူအပြောင်းဖြစ်ပြီဆိုလို့ရှိရင်တတမိမိတွေကိုမပြအောင်ဘယ်လိုလုပ်ပြရမလဲဆိုတာကိုပြပြပေးချင်ပါတယ်။ဒါဒီအခုပြောင်းမှာအင်္ဂသတ္တမိမိတွေဖြားနာမှုကြောင်းလုပ်ပေးနိုင်မှာအကောင်းဆုံးနည်းလမ်းကတော့ကလေးတွေရဲ့ကိုယ်ခံအားကိုဖြည့်တာပါ ဒီတော့ကလေးတွေကိုတဘာဝအတိုင်းကိုခံအားတက်စေမယ်နိမ့်နိုင်တဲ့အကြောင်းကိုဝင်မြောက်ပေးလိုက်တယ်နော်ကလေးတွေကိုတဘာဝအတိုင်းကိုခံအားတက်စေဖို့ဆိုရင်တော့အခုပြောမယ့်နိမ့်နိုင်တဲ့ကိုလှုံ့ဆော်ပေးဖို့လိုအပ်ပါတယ်ဘာလဲဆိုရင်တော့ကျမကြီးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပြင်ဆင်ပေးတာပါအစားအစာရွေးချယ်တဲ့အခါမှာတိထားမှာကအစားအစာတိုင်းကကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာပါပဲ။ကင်ဆင်ထားတဲ့အစားအစာတွေ၊ပြည့်ပြည့်ထားတဲ့အစားအစာတွေကိုကလေးတွေကဂရင်းတွေ့နိုင်ပေမယ့်ကျန်းမာရေးနဲ့မညီညွတ်တာကတော့အသေးချာပါ လေးတွေရဲ့နေ့စဉ်စားသုံးမှုမှာအခုပြပြပေးခဲ့တဲ့အစားအစာတွေကိုပအောင်အောင်ပြင်ဆင်ပေးတာကကလေးကိုအားရပြေဝစေပြီးတော့ကျန်းမာစေဖို့အထောက်အကူပြုပါတယ်။ပထမဆုံးအနေနဲ့တော့ဒင်ဂျင်မာဒင်ဂျင်မာကတသားမိမိတို့ရဲ့အစာချေစနစ်ကိုစောင့်ရှောက်ပေးမယ်။အချို့ပြဗဒိရီယာတွေပါနေလို့ပါပဲ။ဒီသက်ရှိဗဒိရီယာလေးတွေကဥနီယွန်တွေကိုကျန်းမာစေပြီးတော့အာဟာရစိုးရိမ်မှုကိုကောင်းစေသလိုဝမ်းမိုက်နဲ့အစာချေစနစ်ပြဿနာကင်းစေနိုင်ပါတယ်။အာဟာရတွေကိုပြပြဝဝဆော့ယူနိုင်တာကကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံးအဖြစ်ဖြစ်နိုင်မှာပါ။ နောက်တစ်ချက်ကတော့အချိုးပြိုဘက်တီးရီးယားရဲ့ကျယ်ဝစွာစားသုံးတဲ့ကလေးတွေဟာအေးမိဖျားနာနိုင်ခြေလည်းနေသလိုနားပုံးဝင်ကူးစက်တာနဲ့လေကြောင်းနာတဲ့တက်နာတွေကင်းဝေးပြီးတော့အစာကိုလည်းကောင်းကောင်းစားကြပါရစေ။နောက်ထပ်စားစရာလေးတစ်ခုကတော့တကြသည်ပါ။ Omega 3 fatty acid ကျွေးဝါးတဲ့တကြသည်ရာဆိုရင်တသားမိမိတို့ရဲ့ကိုယ်ကအာကိုမြင့်တင်ပေးနိုင်တဲ့အစားအစာရည်တွေအတခုပါ။ Omega 3 fatty acid မှာဆိုရင်ဖျားနာမှုကိုကျေစေပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာကိုယ်ဆက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါရစေ။နောက်တစ်ခုကတည်တည်တွေပါ။ တစ်ကြီးတွေကလည်းကလေးတွေရောကိုယ်ခံအောင်မြင့်တင်ပေးနိုင်ပါတယ်။ဗီတာမင်စီကျွေးရတဲ့ strawberry လိမ္မော်တီ grapefruit တို့ပါဆိုရင်ကလေးတွေရောကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံးအထောက်အကူပေးပါတယ်။နောက်တစ်ခုကတော့ဟင်းသီးရွက်တွေပါ။ဟင်းသီးရွက်တွေကအမြင့်တက်ပါတဲ့အတွက်ကြောင့်မို့လို့အစာချင်းစနစ်ကိုချမ်းမစေနိုင်သလိုဗီတာမင်ကျွေးမှုကလည်းကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ဘန်ကော်ဘီစင်ကစူးမူလောင်းဥညေတွေကကလေးကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံးအဖြစ်ပေးမှာပါ။နောက်တစ်ခုကတော့အဆင်မပါတဲ့အသားပါ။ ကိုကံကောင်းစေဖို့ပရိုတင်းကတော်တော်လေးကိုအရေးပါပါတယ်။ပရိုတင်းပြည့်ဝမှုကကိုကံအားကိုမြင့်တင်ပေးမှာပါ။အသားတွေမှာကပရိုတင်းအပြင်ကိုကံအားကိုအားဖြည့်ပေးနိုင်မဲ့ဇင်းဓာတ်တွေပါဝင်နေပါတယ်။ဒီဓာတ်တွေကယောဂဗုမာတွေကိုတထုတ်ပေးတဲ့သူဖြူဦးစဲတွေကိုအကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ဒီတော့ကလေးတွေကိုအစားအစာကြီးရတဲ့ပသက်ပြီးတော့သိထားကြတဲ့နေရှိပါတယ်။ဒါကတော့ပထမဆုံးအရင်နဲ့ဒီဝတ်ထပ်ပုံပြမကြွေးပါနဲ့နော်။တင်းတာလိုအပ်တဲ့အာဟာရလိုအပ်ချက်ပြည့်အောင်မကြွေးတာကကလေးတွေကိုကျန်းမာဖွင့်ထားစေဖို့အကောင်းဆုံးအထောက်အကူပေးနိုင်ပါတယ်။ ောက်ထပ်သတိထားမှာတစ်ချက်ကတော့တကူရီတန့်ရှည်ရဲ့ view site ပါအစမစခင်မှာလက်စေးတာတကူကိုကင်ပြင်းရင်ပဲဖြစ်ဖြစ်အပြေကပြန်လာရင်ပဲဖြစ်ဖြစ်ရင်းရင်အသုံးပြုပြီးအချိန်မှာပဲဖြစ်ဖြစ်လက်ကိုရင်းနဲ့ဆက်ပြားလေးသုံးပြီးတော့တေချာလေးတန့်စရာကိုစေချောတက်တဲ့အလေးချင်ကိုငယ်စဉ်ကလေးကပြုထောင်ပေးတင်ပါတယ်နောက်တစ်ခုကတော့ကိုယ်နဲ့လေးချင်းကိုလုခိုင်းတာနဲ့ကလေးတွေကိုပေးစော်ခိုင်းတာပါနောက်တစ်ခုအနေနဲ့ကျတော့လေအေးဝါအောင်ခရီးဆက်တင်ပါတယ်။ကလေးကိုအေးဝါအောင်အိတ်ခိုင်းတာဟာကုကံအထည်ကောင်းစီတာမဟုတ်ပါဘူး။အုံနောက်ဖွင့်ပြပြီးတော့ညီရင်ထက်မြက်စီမှာပါ။ ရာဇဝတ္ထုအကူအပြောင်းမှာတသမိမိတို့ဖျက်နှောက်မှုခေးစေဖို့အခုပြပေးခဲ့တဲ့ကလေးတွေကိုတဘာဝအတိုင်းကုက္ကဟာတက်စီမနီနန်တွေကိုလက်တစ်အကောင့်ထဲပေါ်လိုက်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချလိုက်ပါရစေ။ဒါနောက်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။